ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ fashion နဲ့ကိုစတဲ့ကိုသူရပါခင်ဗျဒီနေ့ကတော့ Aegon service လုပ်ငန်းအတွက်ကျွန်တော်တို့ O2 ရဲ့ feature တစ်ခုဖြစ်တဲ့ visa way app ကိုဘယ်လိုအကျိုးရှိရှိသုံးပြလို့ရမလဲဆိုတာလေး sharing လေးလုပ်ပေးချင်ပါတယ်ခင်ဗျာရေဆုံးရုံးချုပ်တာမှမဟုတ်စီတင်ဘက်ကနေ Aegon service အတွက်ကိုကျွန်တော်တို့ sea quotation လေးတစောင်းစပြီးတော့ဖွင့်ပေးဖို့လိုအပ်တယ်ပေါ့နော်အဲဆိုရင်ကျွန်တော်တို့ဒီ sea app ထဲကိုဝင်လိုက်မယ် အဲဝင်ပြီးတော့ new ခေါ်ပြီးတော့ကျွန်တော်တို့ဒီမှာ quotation တစ်စောင်လေးစာပြီးပွင့်မယ်ပေါ့နော်အဲ့တော့ customer နာမည်ရေးမယ် copy ရေကျွန်တော် app product နေပြီးတော့ကျွန်တော်တို့ service လုပ်မယ် aircon service product လေးကိုကျွန်တော်ရွေးလိုက်မယ်ပေါ့နော်ဟော quantity ကတော့ဒါဝါမယ်သူရဲ့ unit price က9000ပေါ့နော်9000ထည့်လိုက်တယ်ဟော copy ကျွန်တော်တို့ဒါ save လုပ်မယ်ပေါ့နော် အဲ့တော့လက်ရှိကကြတော့ကျွန်တော်တို့ quotation အစင်ပေါ့နော်ဒီ quotation ကို compound လုပ်လိုက်တာ ਨੇ အပေါ်မှာကျွန်တော်တို့ဒီ fee survey ပေါ့နော် fee survey project လေးတစ်ခုထွက်လာမယ်အဲဒီ task လေးတစ်ခုထွက်လာမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင် project ကတစ်ခုထွက်လာမယ် task ကတစ်ခုထွက်လာမယ်ပေါ့နော်အဲ့တော့ရုံးချုပ်ကတာဝန်ရှိတဲ့လူအနေနဲ့ဒီအဲ fee survey ပေါ့နော် on site သွားမယ် technician တွေအတွက်ကိုအာသူလောက်ရမယ့် task လေးကို assign ချပေးဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီ task 1နဲ့ကိုဝင်လိုက်မယ် အဲဝင်ပြီးတော့ကျွန်တော်တို့ဒီမှာအာ assignee name ရေပေါ့နော်အဲ့တော့ပဲ technician ကို sign ချမယ်ဆိုတာကိုကျွန်တော်တို့ရွေးပေးမယ်ဟုတ်ပြီးကျွန်တော်တို့ဒါသူသွားမယ် date ပေါ့နော်ဟိုမှာဒီနေ့သွားမယ်ဆိုရင်ဒီနေ့16ရက်နေ့ date ကိုကျွန်တော်တို့ရွေးပေးမယ်ပေါ့နော်အဲ့တော့ဒီမှာလည်းကျွန်တော်တို့အချိန်အတိအကျအောင်လည်းရွေးလို့ရတယ်17နာရီနေ့17နာရီပေါ့နော်ဟိုမှာခန့်မှန်းကြီး10နာရီလောက်ပဲကြာမယ်ဆိုရင်သူရဲ့အလို gate တိုင်က10နာရီပဲဖြတ်မယ်ပေါ့နော်ဟုတ်ပြီးရင်ကျွန်တော်တို့ဒါ save play လုပ်လိုက်မယ်ပေါ့နော် ြီးရင်ကျွန်တော်အပေါ်မှာဒါ status ရှိရပါတော့ဒီ test ရဲ့ status ကကြတော့ plan လုပ်ပြီးတာဖြစ်တဲ့အတွက် plan ဆိုပြီးတော့ပြောင်းလိုက်နေပါတော့ဟုတ်ဒါကြတော့ဒါရုံးချုပ်ဘက်ကနေအာ consult သွားမဲ့ technician ဘက်ကို assign ထားတဲ့ပုံစံလေးပေါ့နော်အဲဆိုရင် technician ဘက်ကနေသူလုပ်ရမဲ့ task ကိုသူအကောင့်ကနေသူဝင်ကြည့်မယ်ပေါ့နော်အဲဆိုရင်ကျွန်တော်ဒီမှာ technician အကောင့်ကနေကျွန်တော်ဝင်လိုက်မယ် technician တွေကကြတော့ on site သွားမှာဖြစ်တဲ့အတွက်အဓိကသူက mobile phone ကိုအဓိကသုံးရမယ်ပေါ့နော်အဲ့တော့ဒါ mobile view မှာမြင်ရတဲ့ပုံစံပေါ့နော်ဟုတ်အဲ့ဆိုရင်သူကအဓိကသုံးရမှာကဒီ visa pay app လေးပေါ့နော်အဲ့တော့ဒီ visa pay app တွေကိုဝင်လိုက်မယ်အဲ့ဒီမှာဆိုကျွန်တော်တို့မှာ16ရက်နေမှာသူလောက်ရမယ် test လေးရှိရပေါ့နော်အဲ့တော့ခုနကျွန်တော်ဖွင့်လိုက်တဲ့ CRO နံပါတ်85ပေါ့နော်ဂျုံဆိုတဲ့ customer နာမည်နဲ့ဖွင့်လိုက်တယ်အဲ့တော့ဒီထဲကိုဝင်လိုက်မယ်ပေါ့နော်ဟုတ်ဝင်လိုက်ပြီဆိုရင်ကျွန်တော်ဒီမှာသူ့ရဲ့ task name ပေါ့နော် ီ test name ကိုလည်းကျွန်တော်တို့ဒါအဲလို့တလို့ကျွန်တော်တို့ပြင်လို့ရပါတော့ဥပမာ aircon servicing ကသူရဲ့ detail ပေါ့နော်ဘာကြီးလောက်ရမလဲဆိုတာကို detail ကိုလည်းကျွန်တော်ဒီမှာ test name မှာလွယ်တကူပြင်လို့ရပါတော့ဟုတ်အဲပြီးရင်ကျွန်တော်တို့ဒီမှာ assign ရတော့ဒါသူ့ရဲ့နာမည်ပေါ့နော်ဒါက customer နေတော့ plan date ရကြတော့ဒါ16ရက်နေပေါ့နော်အဲ့တော့ဒီ description နေရာမှာ technician အနေနဲ့သူလိုရမဲ့ဒီ test checklist ပေါ့နော် checklist ဖြစ်စေကျွန်တော်တို့ အဲတခြားအကြောင်းအရာဖြစ်စေပေါ့နော် သူမှတ်ချင်တဲ့အကြောင်းအရာတွေကိုကျွန်တော်ဒီမှာမှတ်ထားလို့ရတယ်ပေါ့နော် that's one that's two ပေါ့နော်အဲပြီးတော့ကျွန်တော် description မှာဒီ site ပေါ့နော်သူ site မှာလူတပ်ပုံတွေပါတွေအဲရိုက်ခဲ့တဲ့ဆိုရင်အဲရဲ့တပ်ပုံတွေကိုကျွန်တော်ဒီမှာတခါတည်းထည့်ခဲ့လို့ရတယ်ပေါ့နော်ဥပမာ media ဆိုပြီးတော့ကျွန်တော်ဒီမှာ upload image နေထည့်ခဲ့လို့ရတယ်အဲ့တော့တပ်ပုံတွေကိုကျွန်တော် description မှာလည်းထည့်လို့ရတယ်လို့အောက်က ကျွန်တော်ဒီ attachment ပေါ့နော်ဒီ paper clip icon လေးကိုနှိပ်ပြီးတော့ကျွန်တော် attachment အနေနဲ့လည်းတွဲခဲ့လို့ရတယ်ပေါ့နော်။ဟုတ်ပြီကျွန်တော်တို့ဒါ save လုပ်လိုက်မယ်။အဲ့တော့လက်ရှိကကြတော့ကျွန်တော်တို့ plan ပေါ့နော်။အဲ့တော့ technician ကဒီနေ့မှာဒီ test ကိုစပြီးတော့ဒီ customer site ကိုတွားယူပါတော့။တွားပြီး customer site ကိုရောက်ပြီးရောက်ပြီးတော့သူ service လေးစပြီးလုပ်တယ်ပေါ့နော်။အဲ့တော့ service လေးစပြီးလုပ်ပြီးဆိုတော့ ਨੇ သူ technician ဘက်ကနေ ဒီ state တွေကိုချိန်ပေးဖို့တူတယ်ပေါ့နော်အဲ့တော့ plan ကနေ in progress ဆိုပြီးတော့ဒါချိန်လိုက်တယ်ပေါ့နော်အဲဆိုရင်ဒါ technician ဘက်ကနေ survey စင်လေးစလုပ်ပြီးပေါ့နော်အဲ့တော့ technician ဘက်ကနေ survey စင်လေးလုပ်ပြီးတော့တန်းဖြစ်သွားပြီပေါ့နော်ပြီးသွားပြီဆိုရင်အဲသူအနေနဲ့ဒီ state တွေကိုချိန်ပေးဖို့လိုပဲပေါ့နော်အဲ့တော့ state မချိန်ခင်မှာသူစာပေစင်အပြင်ပေါ့နော်စာပေစင်လုပ်ရင်းနဲ့ တခြားကျွန်တော်တို့ဒီ gas ပေါ့နော်အဲကွန် gas ထပ်ပြီးတော့ဖြည့်ပေးခဲ့တယ်ပေါ့နော်ဖြည့်ပေးခဲ့တယ်ဆိုရင်သူဖြည့်ပေးခဲ့တယ်ဒီအဲအဲကွန် gas ဘယ်လောက်ဖြည့်ခဲ့လဲဆိုတော့ဒီ information ကိုကျွန်တော်တို့ဖြည့်ထပ်ပြီးတော့တိုးပေးဖို့လိုတယ်ပေါ့နော်အဲဆိုရင်ကျွန်တော်တို့အပေါ်မှာဒီ icon လေးရှိတယ်ဒီမှာ product ဆိုရဲဒီနေရာလေးကိုကျွန်တော်ထောက်လိုက်မယ်ပေါ့နော်အဲ့တော့သူ gas က R32 gas ပေါ့နော် R32 gas ကဘယ်လောက် PSI ကိုထပ်ပြီးတော့ဖြည့်ခဲ့ရတယ်ပေါ့နော်ထပ်ပြီးတော့ additional အနေနဲ့ဖြည့်ခဲ့ရတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ add ဆိုပြီးနှိမ့်လိုက်မယ်အဲ့တော့အဲ2.5ပေါ့နော်2.5 PSI ဖြည့်ခဲ့တယ်ပေါ့နော်အဲ့ဆိုရင်ဒီမှာကျွန်တော်တို့ဒီမှာ2.5ဆိုပြီးတော့ရိုက်ထည့်လိုက်မယ်ပြီးရင်ဒါပက်ကီးနဲ့ပြန်သွားလိုက်မယ်ပေါ့နော်မြားလေးနှိမ့်ပြီးတော့ပြန်သွားလိုက်မယ်ဟုတ်ပြီးရင်သူ့အနေနဲ့ကကြတော့ဒီ အာ state dam လောက်ခင်မှာကျွန်တော်တို့ဒီ worship ပေါ့နော် worship ဆိုရဲ့ဒီ template လေးမှာအာကျွန်တော်တို့ဖြည့်ပေးဖို့လိုရယ်ပေါ့နော် record လုပ်ပေးဖို့လိုတယ်အဲ့တော့ဒီ icon လေးနှိပ်ပြီးတော့ဒါ worship ဆိုတာလေးနှိမ့်လိုက်တယ်ပေါ့နော်ဟောနှိမ့်လိုက်တယ်ဆိုရင်ကျွန်တော်တို့ဒါသူ့ရဲ့ဒါ worship template format လေးပေါ့နော်အဲ့တော့ဒီအာ intervention တိုက်ကဒါ technical maintenance လိုက် fast installation လာပေါ့နော်စာပြင်းဒီမှာယူမယ်အဲ့တော့သူလုပ်ခဲ့တဲ့ဒီ word detail ပေါ့နော်ဘာတွေလုပ်ခဲ့တယ်ဆိုတော့ကျွန်တော်ဒီမှာထည့်ခဲ့လို့ရတယ် မင်းရဲ့သူဒီမှာအာချက်ပေါက်လေးတောင်အောင်ပေးရတော့ဗောနော်ဒါဒီ task ကပြီးသွားပြီအဲသူလုပ်ခဲ့တဲ့ date ဗောနော်ဒီ task လုပ်ခဲ့တဲ့ date က19ရက်နေ့ဗောနော်အဲ့တော့ဒီ worker signature နေရာမှာ technician ကသူ့ရဲ့ signature ကိုထိုးပေးရမယ်ဗောနော်ဟောအဲ့ဆိုရင်ကျွန်တော်ဒီမှာ draw ဆိုပြီးရောအာသူ့ရဲ့ signature လေးကိုကျွန်တော်ဒီမှာထိုးပေးရမယ်ပြီးရင်အတက်ပန် size ဆိုပြီးနေလိုက်မယ်ဗောနော်အဲ့ဆိုရင်ကျွန်တော်ဒီမှာ technician ရဲ့ signature လေးဝင်သွားပြီဗောနော် ောက်ပြည့်ပြီဆိုရင်ကျွန်တော်တို့ဒါ watch လေးကို save လိုက်မယ်ဘောတော့ save ပြီးတော့ပတ်ပြန်သွားလိုက်မယ်ဟုတ် နောက်တစ်ဆင့်အကြတော့ကျွန်တော်တို့ဒီ customer ကို sign ထုတ်ခိုင်းရမယ်ဘောတော့အဲဆိုရင်ကျွန်တော်ဒီ setting icon လေးနှိပ်ပြီးတော့ကျွန်တော်ဒီမှာ sign report ဆိုတာလေးရှိရပါဘောတော့အဲ့ဒါလေးကိုနှိပ်ပဲအဲနှိပ်ပြီးတော့ဒါ customer ဘက်ကနေ technician ရဲ့ mobile ဖုန်းကိုဆင်ပဲဘောတော့ဆက်ပြီးတော့ mobile ဖုန်းပေါ်မှာပဲတခါတယ်အဲကျွန်တော်တို့ customer ဘက်ကနေ sign ထိုးပြရမယ်ဘောတော့ အဲ့တော့ customer အနေနဲ့ sign ထုတ်မယ်ဆိုရင်အပေါ်မှာ sign report ဆိုတဲ့ button လေးရှိရဲအဲ့ဒါလေးကိုကျွန်တော်နှိပ်လိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ draw ဆိုပြီးနှိပ်လိုက်မယ်အဲ့တော့ customer ဘက်ကနေ sign ထုတ်မယ်ပြီးရင် sign report ဆိုတာနေနှိပ်လိုက်မယ်ပေါ့နော်ဟောအဲ့ဆိုရင်ဒါ customer ဘက်ကနေ sign ထုတ်လို့ပြီးသွားပြီပေါ့နော်အဲ့ဒီမှာလည်း customer sign ဝင်သွားပြီအပေါ်မှာကျတော့ဒါ technician ရဲ့ sign ပေါ့နော်ဟောပြီးရင်ကျွန်တော်တို့ဒါဒီပတ်ပြန်သွားလိုက်မယ်ပေါ့နော်ဒီအားလေးကိုနှိပ်ပြီးတော့ပတ်ပြန်သွားလိုက်မယ် ြီးရင်ကျွန်တော် customer ဘက်ကနေဒီ status ကို down ပေါ့เนาะ market stand လေးလုပ်ပေးရမှာပေါ့เนาะအဲဆိုရင်ကျွန်တော်ဒီအပေါ်ကကျွန်တော်ဒီအဆက်30နေပြီးတော့ down နေရမယ်အပြီးရင်ဒီ setting icon လေးကနေကျွန်တော် market stand လေးနေပေးရမှာပေါ့เนาะအဲ့တော့ status ဘာမှလည်း down လုပ်ရမယ်ဒီမှာလည်းကျွန်တော် down လေးလုပ်ပေးရမှာပေါ့เนาะအလုံး down ဖြစ်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီ log note ပေါ့เนาะဒီ test ရဲ့ကျွန်တော်တို့ log history မှာတွေ့ချင်းပဲဆိုရင်ခုလာ customer sign to be တာ ဒီ PDF report လေးက auto generate ဖြစ်သွားမယ်ပေါ့နော်အဲ့တော့ဒီ PDF လေးကိုလည်းကျွန်တော် download ဆွဲပြီးရောလည်းကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ခုနကကျွန်တော်ဟိုကျွန်တော် wash ပေါ့နော် wash မှာလည်းအဲ technician ဘက်ကနေ sign ထိုးတာလို့ဆိုတာလေးပါမယ် customer ဘက်ကနေလည်း sign ထိုးတာတယ်ဒီ signature လေးလည်းပါမယ်ပေါ့နော်အဲ့တော့ဒီ PDF လေးကိုလည်းကျွန်တော်စစ်ကြည့်လို့ရတယ်ပေါ့နော်ဒါကြတော့အဲ technician ဘက်ကနေလောက်အောင်ပဲပိုင်ပေါ့နော် အဲ့တော့ကြံတဲ့အပိုင်းအကြတော့ခုနကကျွန်တော်တို့ sale order အာပွင့်ခဲ့တယ်ပေါ့နော် sale quotation ပွင့်ခဲ့တယ် sale order ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ငွေကောင်းပဲကိစ္စအကြတော့ကျွန်တော်တက်ဆိုင်ရာအဲရုံချုပ်ကနေဆက်ပြီးတော့အဲ့ဒါလေးကိုဆက်ပြီးတော့လုပ်သွားမှာပေါ့နော်အဲ့တော့ရုံချုပ်အနေနဲ့ကျွန်တော်ပြန်ရောဝင်လိုက်မယ်ပေါ့နော်အဲ့တော့ဂျုံဂျုံအနေနဲ့ပြန်ပြီးဝင်ဖို့အတွက်ကကြတော့အဲတက်ဆိုင်ရာကျွန်တော်တို့ဒီ sale order လေးကိုတွားလိုက်မြေပေါ့နော်ခုန sale order 85ကျော်လိုတဲ့ customer နဲ့ဖွင့်လာတာပေါ့နော်အ အဲ့တော့ကျွန်တော်ဒီမှာ air con service ကတော့9000ပေါ့เนาะ R32 gas ကသူရဲ့ save price တွေကိုကျွန်တော်ပြန်ပြင်ဖို့လုပ်ရဲပေါ့เนาะအဲ့တော့ဒီ 1PSI ကိုကျွန်တော်အာ၄တောင်းလိုက်ထားပါတယ်၄တောင်းပေါ့เนาะ၄တောင်းအဲ့ဆိုရင်ဒါ1000ကျပေါ့เนาะအဲ့တော့စုစုပေါင်းကျွန်တော် air con service အတွက်က9000 gas fee ဒါကျတော့1000ပေါ့เนาะစုစုပေါင်း6000ကျတင်တယ်ပေါ့เนาะ ဟုတ်ပေကျွန်တော်ဒါ save လေးလုပ်လိုက်မယ် invoice ပို့ဖို့တဲ့ဒီမှာ create invoice ဆိုတာလေးနေလိုက်မယ်ပေါ့နော်အဲ့တော့ regular invoice လေးကျွန်တော်ရွေးလိုက်မယ် create address နေလိုက်မယ်ပေါ့နော်အဲ့တော့ customer invoice ဆိုပြီး address ဆိုပြီးကြာလာမယ်အဲ့အလုံး okay ဆိုရင်တော့ဒါ confirm လုပ်မယ်ပေါ့နော် confirm လုပ်ပြီးတော့ဒါ positive ဖြစ်သွားမယ်ပြီးရင်ကျွန်တော် customer ဆီကနေငွေလက်ခံမှုတွေပေးဆိုရဲ့ pattern လေးနေလိုက်မယ်ပေါ့နော်နေပြီးတော့သက်ဆိုင်ရာကျွန်တော် bank account cash account ကိုရွေးပြီးတော့ကျွန်တော်ငွေလက်ခံပေးရမယ်ပေါ့နော်အဲ့တော့ create payment လေးနေလိုက်မယ် ်ဒါဆိုရင်တော့ဒါပိတ်ဖြစ်သွားပြီပေါ့နော်ဒီနေ့ကျွန်တော် sharing လေးလုပ်ပေးခဲ့တာကတော့ aircon စာပေစည်လုပ်ငန်းအတွက် visa pay app ကိုဘယ်လိုအကျိုးရှိရှိသုံးလို့ရမလဲဆိုတာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုနားဆင်ပေးတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ